နေငယ်တွေတာသမီတွေအားလုံးပဲမင်္ဂလာပါခင်ဗျာပုပ်ပါစောယဟန်မင်းကိုအကြောင်းပြပြီးတော့ရေးထိုးတဲ့တက္ကະမြန်မာတက္ကະ1389ခုနှစ်ခုနှစ်တနှစ်တာတနင်္ဂနွေတာသမီတွေတွေ့ကြုံရမယ်ကညမအကျိုးအကြောင်းအဆိုးကောင်းနောက်သတိထားမယ့်ချက်လက်တွေနောက်ဆောင်ရံဆောင်ရံကြရရာတွေကိုဒါကျွန်တော်တနှစ်စာဟော့စတန်ဟောပေးတော့မှာဖြစ်ပါတယ် အဲ့တော့တနင်္ဂနွေသာသမီများဒီနှစ်ကအင်မတန်အရေးကြီးပါတယ်အဲ့တော့ကတရားရဲ့မျက်နှာသာပေးခြင်းအကူအညီပေးခြင်းကိုမခံရဘဲနဲ့မိမိကြိုးစားသလောက်ပဲအောင်မြင်မဲ့နှစ်ပဲဖြစ်ပါတယ်အဲ့တော့များများကြိုးစားရင်များများဖြစ်မယ်နည်းနည်းကြိုးစားရင်နည်းနည်းဖြစ်မယ်အဲ့တော့ကံတရားကကိုယ့်အကူအညီမပေးဘူးကံတရားရဲ့အပတ်မိုးလည်းမရှိဘူးအကူအညီလည်းမရှိဘူးမိမိကြိုးစားသလောက်အောင်မြင်ပါလိမ့်မယ်အဲ့တော့လူကများများကြိုးစားဖို့အရေးကြီးပါတယ် နောက်တစ်ခုကဒီနှစ်ကကိုပိုင်ဟန်ကိုပိုင်ညံကိုပိုင်အစွမ်းစတွေနဲ့စူးစမ်းမှတာလင်ကိုယ့်ရည်မှန်းချက်တွေပြည့်မြောက်အောင်မြင်ပါလိမ့်မယ်လုပ်ငန်းစီးပွားတွေတိုးတက်ပါလိမ့်မယ်နောက်တစ်ခုကဒီနှစ်ကအရေးကြီးတယ်အဲ့တော့ဘဝတစ်ခုလုံးတွေတဲ့ကြီးမားတဲ့အပြောင်းအလဲတွေဖြစ်မဲ့နှစ်ဖြစ်ပါလေအဲ့တော့မတရားကောင်းမတရားညံ့သွားတတ်ပါလေအဲ့တော့မတရားကောင်းရလေအောင်နောက်မှပါမဲ့ဒါရတရားတွေကိုအထူးသတိထားပြီးတော့ တစ်နှစ်လုံးမပြတ်ခြေဖို့လို့ခြေဖို့လိုအပ်ပါတယ်နော်အဲ့တော့ဒီနှစ်သီးတဲ့ကြီးမားတဲ့အပြောင်းအလဲတွေဖြစ်ဖို့ရှိတယ်မတရားကောင်းမတရားညံ့သွားဖို့ရှိတယ်နောက်တစ်ခုရေးကြည့်တာကမိမိကမှန်နေပါလျှက်နဲ့စကားပြောညင်းခုံဖြည့်ရှင်းရတိုင်းမျိုးတွေဂျုံတတ်ပါတယ်နောက်တစ်ခုကငွေတို့ပစ္စည်းတို့ပျောက်တတ်တယ်နောက်သူများဖြစ်တဲ့ပြဿနာကိုဂျာညက်တတ်တယ်သတိထားစီလိုပါတယ်နောက်အမှုအချုပ်ထောင်ကဆေးရုံများနဲ့ပတ်သက်ရတဲ့ ကဲငူပဲဖြစ်ပါတယ်အဲ့တော့ဒါကြောင့်နောက်မှပါလာမယ့်ရေတရလေးတွေကိုပြီးပြီးတော့ခြေပါမပြီးတော့အထူးသတိထားပြီးတော့ပြသန်းစီလို့ပါတယ်နောက်တစ်ခုကဒီနေ့ထဲမှာတဲ့အလုတ်ပြောင်းလဲနေရအပြောင်းလဲတွေကြုံမှုရှိပါတယ်အဲ့တော့ဒါကတော့ကောင်းသောအပြောင်းလဲတွေပဲဖြစ်ပါတယ်နောက်ကိုယ့်ရဲ့ဘဝခရုံချက်တွေနောက်ကိုယ့်ရဲ့အတွေးခေါ်အယူဆတွေနောက်ကိုယ့်ရဲ့ကိုကျင်တရားတွေနောက်ကိုယ့်ရဲ့လုံနည်းလုံခန့်တွေလည်းပဲအပြောင်းလဲဖြစ်ဖို့ရှိနေပါတယ်နောက်တစ်ခုကဒီနေ့ကတနင်္ဂနွေသားသမီးတွေ ိတ်တူလွယ်ဒေါသထွက်လွယ်တတ်ပါတယ်အဲ့တော့စိတ်လိုက်မန်ပါပြောဆိုလောက်ကိညာတွေရှောင်းတတ်ပါတယ်အဲ့တော့စိတ်ကံစားမှုအလိုမလိုက်ဘူးဘာပဲလို့လို့အုံနှောင်ညာနဲ့လှုပ်တင်မလှုပ်တင်ကောင်းကြီးမကောင်းကြီးစသည်ဖြင့်စဉ်းစားတွေးခေါ်ဆုံးဖြတ်ပြီးတော့ပြသနာတော့အကောင်းဆုံးပဲဖြစ်ပါတယ်အဲ့တော့စိတ်ကံစားမှုကိုအလိုမလိုက်ဘူးအုံနှောင်ညာနဲ့ပဲသုံးပြီးတော့ဖြတ်တတ်ပါနောက်ဒီနှစ်ကမတင်မတ်တာတွေဖြစ်လာတတ်ပါတယ်မတင်မတ်တဲ့ကောင်းတာတွေလည်းဖြစ်လာနိုင်တယ်မတင်မတ်တဲ့ညံ့တာတွေလည်းဖြစ်လာနိုင်ပါတယ် ဒါကြောင့်မို့ကိုယ့်ရဲ့လူအားတွေ၊ဉာဏ်အားတွေ၊ဝိရိယအားတွေစိုက်ထုတ်ပြီးတော့မြန်မြန်စူးစမ်းဖို့လိုပါတယ်။နောက်ဒီနေ့ကအလုတ်ဆက်သွဲအစ်စ်တွေပေါ်လာဖို့ရှိပါတယ်။အလုတ်အစ်စ်များလည်းလောရဖို့ရှိပါတယ်။လက်ရှိနေရာကိုပြင်နာစင်နာမွမ်းမနာလည်းပဲလောရတတ်ပါတယ်။အလုတ်အစ်နေရာတင်များနဲ့ပတ်သက်ရက်တဲ့ဂိမ်းဖြစ်ပါတယ်။အလုတ်ပြောင်းတဲ့နေရာပြောင်းလဲတွေဂျုံတတ်ပါတယ်။ကောင်းသောပြောင်းလဲခြင်း။အဲ့တော့အိုးပိုင်အိမ်ပိုင်မရသေးတဲ့သူများကတော့အိုးပိုင်အိမ်ပိုင်ရဖို့ရှိနေပါတယ်။ ။ဒါလူကြီးတယောက်နဲ့ပတ်သက်လို့အလုံးနဲ့ပတ်သက်လို့နေရာထိုင်ခင်းနဲ့ပတ်သက်လို့အိမ်တွင်းရင်းနဲ့ပတ်သက်လို့အိမ်ထောင်ရင်းနဲ့ပတ်သက်လို့လည်းအနည်းငယ်စစ်ပူရတတ်ပါတယ်။အဲ့တော့ဒီနှစ်ကတော့စစ်ပူစရာတွေစိတ်အနှောက်အယှက်ဖြစ်စရာတွေအတိုက်အခံအခက်အခဲတွေမနာလို့ရန်လို့သူတွေကြားထဲကနေပြီးတော့ကိုယ့်ရဲ့ရည်ရွယ်ချက်တွေအောင်မြင်မဲ့လုပ်ငန်းစည်းဝါးတွေတိုးတက်မဲ့အကျံစီတွေဖြစ်မဲ့နှစ်ပဲဖြစ်ပါတယ်။အဲ့တော့ဒီနှစ်ကအခက်အခဲတွေများမယ်စိန်ခေါ်မှုတွေများမယ် ပြန်ဆန်မှုတွေပြင်းထန်တယ်အဲ့တော့အခက်ခဲတွေစင်ခွန်မှုတွေအတိုက်ခံတွေမနာလိုရလုပ်သူတွေကြားထဲကနေပြီးတော့ရုန်းကန်စူးစမ်းပြီးတော့အောင်မြင်မဲ့နှစ်ဖြစ်ပါတယ်အဲ့တော့ရုန်းကန်မှုစူးစမ်းဖို့ဒါအသင့်ပြထားပါ အားမွေထားပါနော်အဲ့တော့ငွေကြီးနဲ့ပတ်သက်လို့ကတော့လူကြီးအကြီးအကဲတွေကိုအကြောင်းပြုပြီးတော့ငွေတွေရဖို့ရှိနေပါတယ်။နောက်စက်တူရှယ်ရလုပ်ငန်းကိုအကြောင်းပြုပြီးတော့ငွေတွေရဖို့ရှိနေပါတယ်။သို့တော်လည်းပဲတဲ့ငွေရ ဝင်တဲ့လောက်ပြန်ထွက်နေတတ်ပါတယ်အဲ့တော့ငွေရတော့အဝင်ကျမ်းပဲအထွက်ကျမ်းပဲနောက်ငွေကြေးကိစ္စတွေကလည်းဘယ်တော့မှရှော့ရှော့ရှူနေဆိုပြေဘူးစိတ်ဘူးထင်တော်ပြီးမှအောင်မြင်ပါလိမ့်မယ်နောက်ငွေနဲ့ပတ်သက်လို့စွန့်စားမဲ့ကိစ္စများဆိုသိထားယူလို့ပါတေချာတဲ့ပိုင်တဲ့ဥစ္စာတွေပဲရွေးပြီးတော့လုပ်ပါမတေချာရင်လုပ်တာအကောင်းဆုံးမဖြစ်ပါနဲ့အဲ့တော့ငွေကြေးကိစ္စတွေမစွန့်စားတဲ့ဘူးနော်အဲ့တော့ငွေရအဝင်ကျမ်းပဲအထွက်ကျမ်းပဲအဲ့တော့ ဝင်တဲ့နောက်ပြန်ထွက်နေတတ်တယ်အဲ့တော့မထွက်ရလေအောင်ငါတစ်တာဘူးရဲ့အပေါ်မှာဖျောင်းနေထုတ်ပြီးဆူတောင်းပါငါတစ်တာဘူးအဲ့တော့အလုံးလည်းရတယ်အပြားလည်းရတယ်ဖျောင်းနေထုတ်ပြီးတော့ဆူတောင်းအဲ့ဒါဝင်မြဲတဲ့ရည်ရည်နော်နောက်ဒီတစ်နှစ်တာလုံးဝင်ကြီးကံကောင်းမဲ့ရည်ရည်ကတော့တဲ့လမ်းမှာရှိတဲ့ဂျန်းခွက်ကိုကြောက်ခဲဖို့ပါအဲ့တော့ကြောက်ခဲအဲအုတ်ခဲတို့မြကြီးခဲတို့မရအောင်ကြောက်ခဲပဲဖြစ်ရမယ်ကြောက်စစ်တကယ်ရတယ်ကြောက်ခဲရတယ်လမ်းမှာဂျန်းခွက်လေးတွေရှိနေမယ်လမ်းမှာရှိတဲ့ဂျန်းခွက်ကိုကြောက်ခဲ မကြမကြပို့ခြင်းအဖြစ်ငွေကြေးကိစ္စတွေဆင်ပြေပါလိမ့်မယ်ငွေကြေးအကျဉ်းစီတွေအောင်မြင်မယ်အကျွေးတွေလည်းကြည်မယ်ရသရှိတဲ့ငွေလည်းရမယ်ပေးသရှိတဲ့ငွေလည်းပေးနိုင်မယ်အဲ့ဒါငွေကြေးကံကောင်းတဲ့ရေရရဖြစ်ပါတယ်တစ်နှစ်လုံးချေပြီးတော့နော်အဲ့တော့ရေရရလည်းလွယ်တယ်ဒါပေမဲ့စွန့်တယ်နော်အဲ့တော့တဲ့ဖြီထိုးကန်ဆန်းမယ်ဆိုရင်တော့တဲ့ဟလာဖြီထိုးကန်ဆန်းခြင်းလည်းဆိုရင်နံပါတ်1ကိုယ်တငယ်ချင်းမိတ်ဆွေအပေါင်းအသင်းတွေကိုပေါမုံလက်ဖက်ရည်ဒါတဏှလုတ်ပါတငယ်ချင်းတရားကိုပေါမုံကြည့်ရလက်ဖက်ရည်တက် နော်ပြီးရင်အဲ့တော့ကြာသာပရိနေရှိတဲ့ဘုံတူနဲ့ရှိတဲ့ထိဆိုင်မှာထိုးပါနော်ကြာသာပြီးဆိုတာပပပပမနော်ရရလာဝရှိတဲ့ထိဆိုင်တို့မို့ထိရောက်တဲ့သူသူစီမှာထိုးပါ၄တို့၅တို့၉တို့မြန်မာလေးပိုင်လက်မှတ်ကိုထိုးပါအဲ့ဒါကတော့တစ်နှစ်လုံးနောက်ထိထိုးကန်ဆန်းရမယ်ပြီးဖြစ်ပါတယ်နောက်ထိထိုးတဲ့အခါမှာလည်းပါဇက်ကတာဘာနိုရွတ်ပြီးတော့ထိုးပါ D A V A L O တာဘာလို့တဝင်မှုရေးချတာမလက်ချရေးချဝတ်တဲ့လုံးပေါ့ပါနားငယ်လုံးကြီးနဲ့တချောင်းငယ်လို့တာဘာလို့အဲ့ဒါလေးရွတ်ပြီးတော့ထိုးပါနော်အဲ့တနည်းလုံးထီထိုးကန်ဆန်းရမယ့်နည်းဖြစ်ပါတယ်ကဲတော့ထီဆူးများလဲပေါက်ကြပါသည်အဲ့ထီပေါအောင်တော့လက်ဖက်လေးပိုင်းလာတိုက်ပါနော်နောက်အချေးအဲ့တော့အချေးနဲ့ပတ်သက်လို့ကတော့အရင်အတည်းတားလည်းပဲကောင်းလာနိုင်တယ်လို့တားလည်းပဲစိုးသွားနိုင်ပါတ အဲ့တော့စိုးမိုးကများနေတယ်အဲ့တော့အထိုးတရိထားပြီးတော့ပြတ်တမ်းစီလို့ပါတယ်အချင်းနဲ့ပတ်သက်လို့တဲ့မကြကနာအယူဆကိုလိုရာမျိုးတွေစကားပြောညင်းခေါ်တာမျိုးတွေနောက်စိတ်ပူစရာမျိုးတွေနောက်တဝင်းတူစရာတွေရောထွေးနေမဲ့နှစ်ပဲဖြစ်ပါတယ်အဲ့တော့အခြေအကနည်းနည်းလေးညံ့နေနော်အဲ့တော့စိတ်ပူစရာလေးတွေစကားပြောညင်းခုန်လေးတွေအယူဆကိုလဲမှုတွေရှိနေပါတယ်နောက်တဝင်းတူစရာမျိုးတွေလည်းရှိနေပါတယ်အဲ့တော့မတရားကောင်းမတရားညံ့သွားတတ်ပါတယ် မတရားညံ့ဖို့ကိုကိုအာသနေပါတယ်အဲ့တော့ရေတရားလေးတွေဖိပြီးတော့ခြေရမယ်နော်နောက်အိမ်ထောင်ရေးနဲ့ပတ်သက်လို့ကတော့ရံဖြစ်လိုက်ပြန်ချစ်လိုက်ဖြစ်နေတတ်ပါတယ်ရံဖြစ်လိုက်ပြန်ချစ်လိုက်ပွဲလိုက်ပုံလိုက်ဖြစ်တတ်တယ်မကြကနာခွဲနေရတတ်တယ်အဲ့တော့အဲ့လိုမဖြစ်ရလေအောင်မကြကနာအိယာခွဲပြီးပါအခန်းခွဲပြီးပါဒါရေတရားအဲ့တော့တနင်္ဂနွေတာသမီတွေအိမ်ထောင်ရေးအစဉ်ပြေးနေတယ်ဆိုရင်မကြကနာအိယာခွဲပြီးပါအခန်းခွဲပြီးပါနော် အဲ့တော့အင်တော်ကြီးနဲ့ပတ်သက်လို့အသေးအဖွဲအစပြီးတော့ပြဿနာတွေဖြစ်တတ်တယ်။နောက်ဘေးတရောဂါတွေဝင်လာတတ်တယ်။နောက်ဂျားလူအနောက်ရှက်ဂျားလူအကြောင်းပြပြီးတော့နင်းနေမရအဲအဆင်မပြေတာမျိုးကတော့ကစားဖြစ်တာမျိုးဒါမျိုးတွေဖြစ်တတ်တယ်။အဲ့တော့သတိထားပြီးတော့ပြတ်တမ်းနေပါလေ။ဟိုအရန်စွတ်စွတ်ဝိုက်တော့မရှိပါဘူးနော်။အဲ့တော့အင်တော်ကြီးနဲ့အချင်းနဲ့ပတ်သက်လို့အားတော့အင်္ဂါသလမီများတမဟုတ်နာမည်မှာစလုံးစလိန်ဇာခွဲစောင့်ယူစေညပါတဲ့သူများ သမဟုတ်တဲ့ဈေးရုံဈေးကန်စစ်ပက်စာတင်စကားပြောဆက်မှုလက်မှုစောက်တော့ကုန်စောက်တော့ဆိုင်နဲ့ပတ်သက်တဲ့ဒူတွေကိုအကြောင်းပြပြီးတော့အခြေအနေအောင်ကြီးမှာစိတ်ပူစရာလေးတွေစိတ်နှောက်ရှက်ဖြစ်စရာလေးတွေကျုံ့တ်ပါတယ်နော်အဲ့တော့အခြေအနေအောင်ကြီးအစီအပြေမဲ့ရည်ရွယ်ကတော့နှစ်ယောက်တက်ပုံကိုမင်းချင်းဆိုင်ကော်နဲ့ကတ်လိုက်ပါနော်သူတက်ပုံနဲ့ကိုတက်ပုံနှစ်ယောက်တက်ပုံမင်းချင်းဆိုင်ကော်နဲ့ကတ်ပြီးတက်ဘူးထဲမှာထက်တက်ဘူးအလွတ်ထဲမှာထက်လုံအောင်ပိတ်ထားလိုက်ပါမကြကနာအပုံးလေးဖွင့်ပြီးတော့ဆူ ဲ့တော့တက်ဖို့ဆိုရတယ်တိတိလေးရတယ်နော်အကြီးလေးရတယ်အဲ့တော့နှစ်ယောက်တက်ဖို့အဲမျက်နှာချင်းဆိုင် connect တက်ဖို့ထဲမှာတက်လောဝပိတ်တာမတက်ကနအပုံးလေးပို့ပြီးတော့ဆူတောင်းအဲ့ဒါကအိမ်ထောင်ရေးအစဉ်ပြေတဲ့ရည်ရည်ဖြစ်ပါတယ်နော်နောက်ပညာရေးရလည်းပဲတဲ့မိမိရည်မှန်းထားသလောက်ပဲအောင်မြင်ပါလိမ့်မယ်တဲ့ကန်တရားရဲ့အကူအညီပေးခြင်းလည်းမရဘူးအနောက်ရှက်ပေးခြင်းလည်းမရဘူးမိမိကြိုးစားသလောက်မိမိမှာရှိတဲ့အရေးချင်းရှိသလောက်အောင်မြင်ပါလိမ့်မယ် အဲ့တော့စိတ်ပူစရာအချို့ရှိပေမဲ့ပညာရေးရည်မှန်းချက်များကတော့ပြင်းမြောက်အောင်မြင်ပါလိမ့်မယ်။အဲ့တော့ပညာရေးကံကောင်းခြင်းမဲ့ယတရာကတော့တဲ့ဘယ်နေ့မစို့မနေ့စောစောအုံဒီပါတဲ့မောက6ခုအနီရောင်ပန်း6ပွင့်တတော်ရီယာ5ခွဲဖျောင်းတိုင်း5တိုင်းအိမ်ဖျန်းမှလှုပ်ပြီးတော့ပြက်ပြက်သားသားတဲတဲကွယ်ကွယ်ဆူတောင်းပါ။နောက်ချိုးမဲ့ရေထဲမှာအရာထဲမှာရေထက်အနီရောင်ပန်း3ပွင့်ထက်နောက်ရေချိုးနေဆူတောင်းပါအတိတ်ကြဆူတောင်းပါ။ အဲ့ဒါကပညာရေးကံကောင်းစေတဲ့ခြေတွေဖြစ်ပါတယ်အဲ့တော့အခုလည်းပဲလုပ်ပါဈာနာမှလည်းပဲလုပ်ပါအရေးကြီးတဲ့စာမွေးပွဲတို့ဗာညာရှင်းလည်းပဲစာမွေးပြင်မယ်နေမှလုပ်သွားပါနောက်အင်တာဗျူးပြင်မယ်တို့ အလုပ်လျှောက်မယ်တို့နောက်တိုင်ရုံးဝင်မယ်တို့စာမွေးပြင်မယ်တို့အဲ့လိုမျိုးကိစ္စတွေဂျုံတဲ့ခါမှလည်းပဲဒီပညာရေးခြေတွေကိုခြေလို့ရပါတယ်ဘယ်ကြခဏခြေနိုင်ပါတယ်နော် ကျန်းမာရေးနဲ့ပတ်သက်လို့ကတော့တဲ့စီးတို့သွေးတို့အစာမားတာတို့စီးမားတာနဲ့ပတ်သက်တဲ့ယောဂများကိုသိထားသင့်ပါတယ်ဖြစ်မဲ့လို့မဆိုလိုပါဘူးအဲ့တော့ကျန်းမာရေးညံ့လို့ရှိရင်ကျန်းမာရေးကောင်းနေမဲ့ကြေညာကတော့အိုးအဲ့တော့မြေအိုးတို့အိုးလို့ခေါ်တော့ရမြေအိုးအဲနိုင်ငံခြားမှာနေတဲ့သူတွေကအိုးအစမပြေလို့ရှိရင်အိတ်ရတယ်မအိတ်လို့ခေါ်တော့ရပါတော့အိုးဒမောအိတ်ထဲမှာအိုးရဲ့ခြေသက်လက်သက်ဇပင်အနေငယ်ထဲပါ ကိုယ်အင်းကြီးစုံလေးအနေငယ်ကက်ကြီးနဲ့ကိုက်ပြီးတော့ထည့်ပါကိုယ့်ရဲ့ဘောင်းမီစုံသမဟုတ်လုံကြီးစုံအနေငယ်ကက်ကြီးနဲ့ကိုက်ပြီးတော့ထည့်ပါနောက်ဆန်လက်တစုံထည့်ပါအဲ့ဒီကအိုးသမဟုတ်အိတ်ကိုကိုယ့်အိမ်ကိုယ့်ရဲ့အိတ်ရဘေးမှာတညထားသိပ်ပါမနဲ့ကြလို့ရှင်အဲ့ဒါကိုရေထဲကိုသွားမြှောက်လိုက်ပါနောက်မှ